ရုရှားပိုင်ငွေထေးကဒေါ်လာတန်းတထောင်နီးပါးကို ယူကရိန်းကိုပြစ်တင်ကပေးလိုက်တဲ့အပေါ်လက်တော့ပြန်မယ်လို့ရုရှားလွတ်တော်ဥက္ကဋ္ဌဘိုလိုတင်ဆုံတင်းစစ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကနေရရှိတဲ့အကျိုးမြတ်ငွေထေးကဒေါ်လာ980တန်းကိုပြည်တင်အစိုးရကယူကရိန်းကိုလွှဲပြောင်းပေးလိုက်တဲ့အပေါ်လက်တော့ပြန်သွားမယ်လို့ရုရှားလွတ်တော်ဥက္ကဋ္ဌဘိုလိုတင်ကပြောဆိုကြောင်းမတ်လရှိရင်ရုရှားအစိုးရသတင်းတွေကဖော်ပြထားပါတယ် ဗြိတိန်ရဲ့လောက်ရဟာနိုင်ငံတကာဥပဒေတွေကိုပျောက်ချိုးဖောက်တဲ့လောက်ရဖြစ်တယ်လို့ရုရှားနိုင်ငံထဲမှာရှိတဲ့ဗြိတိန်ပိုင်အကျိုးစီးပွားတွေကိုလည်းရှာဖွေဖော်ထုတ်ပြီးလက်တော့ပြန်သိမ်းဆည်းသွားမှာဖြစ်တယ်လို့ဗိုလ်လိုဒင်ကပြောဆိုထားကြောင်းရုရှားအစိုးရသတင်းတွေကဖော်ပြပါတယ်ရုရှားပိုင်တွေထဲကနေရရှိတဲ့အကျိုးအမြတ်ငွေတွေအနက်မှာဒေါ်လာ980သန်းသန်းကို ပထမရည်အဖြစ်မတ်လ9ရက်နေ့ကလွှဲပြောင်းပေးအပ်လိုက်ကြောင်းဗြိတိန်အစိုးရကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ် မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။